လူချင်းမိများခင်ဗျာဘာမစ်ပိုက်တော်နဲ့အတူဤနေရာမှာရှိနေတဲ့အတွက်ကျွန်တော်အလုံးပျော်ရွှင်ပါတယ်နောက်ဆုံးချိန်နောက်ဆုံးအခါဖြစ်ပါတယ်ဤကစကဤအကစားဟာတခါတည်းမှာတင်ရပျော်ရွှင်ပွဲအဆုံးသတ်ကိုယူဆောင်သွားပြီး၎င်းကိုပျော်ရွှင်မှုပေးပါတယ်ဒါပေမဲ့အခုဒီချိန်မှာတော့၎င်းဟာနတ်သမီးပုံပြင်တစ်ပုဒ်ကဲ့သို့အဆုံးသတ်တယ်လို့ခံစားရပါတယ်ဟုတ်တယ်မဟုတ်လားဤတဲ့ပိုကောင်းတဲ့အဆုံးသတ်ကိုတင်ရေးသားလို့မရပါဘူး ကျွန်တော်ရဲ့တချင်းကိုတီးဆိုခဲ့တဲ့ roster နဲ့အတူတွက်ခွာလာခဲ့ပြီးမြန်မာပိတ်သားတွေရဲ့ပြည်နဲ့နေတဲ့အားကစားယုံမှာအဟိအပိမှုတွေရရှိခဲ့ပါတယ်ထို့ထက်ပုံမတောင်းဆိုလို့တော့မရတော့ပါဘူးကျွန်တော်ရဲ့မိသားစုနဲ့သားသမီးတွေလည်းကြည်ရှုပြီးကျွန်တော်တို့အားပေးခဲ့ကြပါတယ်အဲ့ဒါကအော်ဘွဲကစားမှုတစ်ခုဖြစ်ခဲ့ပါတယ်၎င်းကကျွန်တော်ရဲ့အကြိုက်ဆုံးထွက်လာမှုရဲ့အခိုက်အတန့်ထဲမှာတစ်ခုဖြစ်ပါတယ်စွမ်းအင်တွေဟာလက်ရှိကတည်းကတက်ကြွနေပါတယ် လူတိုင်းထပ်ရပြီးတော့မှတစင်းနေဆုခဲကြတယ်။ကျွန်တော်တို့ကန်စားချက်ကတော့အန်အဘွယ်ဖြစ်ခဲ့ပါတယ်။စကလုံးတွေနဲ့ပေါ်ပြလို့မရပါဘူး။အကြောင်းကတော့လကောင်းကအခုမှဖြစ်ခဲ့တာပါ။ကျွန်တော်ဟာရှင်ပြန်ပွဲပေါ်မှာအယုံစူးဆိုင်နေစေဖြစ်တယ်။ဒါပေမဲ့ထွက်လာတဲ့အချိန်မှာကျွန်တော်ဟာအားလုံးကိုကန်စားခဲ့ရတယ်။လူထုမှပေးတဲ့ချစ်ချင်းမေတ္တာကျွန်တော်ဘေးမှာတည်ဆုံနေတဲ့ဒန္တာရီစန်ရော့ဆိုတော့ ျွန်တော်တို့ငယ်စဉ်ကတည်းကကျွန်တော်ရဲ့ဦးလေးနဲ့အကိုတွေသူ့ရဲ့တခြင်းကိုဒီဆိုလေးစိတ်ခဲ့ပါတယ်အဲဒါကြောင့်ဒီအခိုက်အတန့်ဟာအိမ်မက်တခုဖြစ်ပေါ်လာလို့ခံစားရပါတယ်ဟုတ်ပါတယ်၎င်းဟာခံစားမှုဖြစ်စေခဲ့တဲ့အထူးသဖြင့်သူ့အခြေအနေကြောင့်ဖြစ်တယ်ကျွန်တော်ရဲ့နောက်ဆုံးနှစ်ပွဲမှာကျွန်တော်အလွန်စူးစမ်းခဲ့ရတယ်ကျွန်တော်ဟာထိတ်တန့်အစဉ်တက်ခတ်သူတွေနဲ့စစ်မှန်တဲ့တားကောင်တတ်သူတွေနဲ့လေ့ကျင့်ခဲ့ရတယ်ကျွန်တော်ရဲ့စွမ်းဆောင်ရည်အဆင့်ကိုအတိအကျသိခဲ့ရတယ်အေဂျင်မှာ ရာအားလုံးနောက်ဆုံးမှပေါင်းစည်းလာခဲ့တယ်။ဒါပေမဲ့တချင်းတကယ်ချင်းတူနဲ့ရင်ရင်ဆိုင်ရတဲ့အခါမှာမလွယ်ကူပါဘူး။စပက်စီယန်ကတမာပြီးတော့မှတိုက်ခိုက်သူတူဖြစ်တဲ့သူဟာလူတွေကိုလက်ကျောက်အောင်ထိုးနေနိုင်တဲ့အကြောင်းကျွန်တော်သိတယ်။ကျွန်တော်ရဲ့မျက်နှာကိုကြည့်ပါ။သူကအားပြင်းတဲ့လက်တီချက်တွေကိုတွေ့ရမှဖြစ်တယ်။တိုးတိုးတော့သူတူနဲ့ရင်ဆိုင်ရတဲ့အခါမှာတတိထားပါတယ်။အရင်စလိုလှုပ်လို့မရပါဘူး။အကယ်၍ကျွန်တော်ဟာသူနဲ့ ထိုးသွင်းမှုတစ်ခုကို ပြေးဝင်မိပါကကျွန်တော်ဟာချမ်းမြေပေါ်ကိုလက်ချသွားနိုင်ပါတယ်သူရဲ့အားပြည့်မှုကိုကျွန်တော်ကောင်းစွာသိပါတယ်သူဟာကိုယ်အလေးချိန်တိုင်းတဲ့နေ့မှာ ကြီးမားပြီးတန်မာတဲ့ဒုတိယဖြစ်တယ်တကယ်တော့ရှင်ပြန်ဝဲမတိုင်းမီမှာသူဟာကျွန်တော်ထက်ပိုပြီးတော့လေးပါတယ်တခါတည်းမှာလူတွေကကျွန်ုပ်ရဲ့မေးရုပ်ခဏစွမ်းရည်အတွက်စိုးရိမ်မှုရှိမရှိမေးလေရှိတယ်။ဒါပေမဲ့ကျွန်တော်ကတော့ကျွန်ုပ်ရဲ့မေးရုပ်ပေါ်ယုံကြည်မှုအပြည့်ရှိပါတယ်။အကြောင်းကတော့ကျွန်တော်ကောင်းမွန်စွာလေ့ကျင့် ခဲ့ပါတယ်။ဒီကင်ကကျွန်တော်ဟာကိုလေးချင်းကိုအလွန်မင်းဆော့ချခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ဟာအင်အားတွေရန်ကိုဆုံဆုံခဲ့ရပါတယ်။ဒါပေမဲ့ဒီအချိန်မှာကျွန်တော်ရဲ့ကိုလေးချင်းဆော့ချမှုကိုမတိကျစွာစီမံတဲ့ကူညီပေးတဲ့အဟာရဗေဒပြင်ဆင်တူရှိခဲ့ပါတယ်။အရာအားလုံးကိုချုံးမွေ့စွာဖြစ်ပေါ်ခဲ့တယ်။ဒီခုအချိန်မှာကျွန်တော်ဟာပြန်ဘက်ကဲလို့ကြီးမားတဲ့အလွန်စူးစမ်းခဲ့ပြီးကျွန်တော်၎င်းဟာကျွန်တော်ကိုထိခိုက်စေခဲ့တယ်။ဒါပေမဲ့လည်း၎င်းကဘဝ ကျွန်တော်တို့တွေ့တက်လန်းတဲ့တက်စင်မှုတွေကိုစိတ်တပါရဲဘဝမှာပေါ့နော်အရေးကြီးတာကတော့ဆက်လက်ပြေးလွားပြီးတော့ရှေ့ကိုဆက်လက်တိုးတွားဖို့ပဲအရေးကြီးပါတယ်လေ့ကျင့်ရမှာအကြီးမားဆုံးထိခိုက်သူမြေသူဖြစ်မလဲလို့မေးတဲ့အခါမှာကျွန်တော်ကဖရောင်းဆုံးနောက်နေပြည်မှာယူသားစွာ ဖြစ်ခဲ့ရတယ်ဖြစ်နိုင်တာကတော့ Gregory Rodriguez ဖြစ်တယ်တူကတော့ Greg ကတိတ်မထိရောက်ဘူးလို့ပြော ပြောခဲ့ပေမဲ့ကျွန်တော်ကတော့မဟုတ်ဘူး grade ကအလွန်အပြင်းတယ်လို့ပြောတယ်သူထိုးတဲ့နေရာမှာသူကအပြင်းကထိုးနိုင်တဲ့လူတယောက်ဖြစ်တယ် green ကလည်းအလွန်လက်ဖြတ်တယ်သူကတတ်မှာပြီးဂျိုနာမကဝသူတက်ခတ်ပုံမှာလိမ့်မှာပတ်နမှုရှိတယ်ကျွန်တော်ဟာဒီအချိန်နဲ့ငယ်သူတို့နဲ့ကျွန်တော်လေ့ကျင့်ခဲ့ပူပါတယ်လို့ပြောတယ်ကျွန်တော်တို့နောက်ထပ်ဘာတွေလဲဆိုတော့ကျွန်တော်ဟာဆက်လက်သင်ယူမယ်ဆက်လက်တိုးတက်မယ်ပြီးတော့ miss master up ကိုကံပညာရှင် တူအဖြစ်ဆက်လက်ကြီးထွားသွားမှာဖြစ်တယ်။၎င်းကနောက်မျိုးဆက်ကိုကူညီဖို့အချိန်လဲပေးရမှာဖြစ်တယ်။ကျွန်တော်ကကျွန်တော်ရဲ့သားနဲ့တူတူကိုလည်းတိုက်ပွဲဝင်လို့ကြပါတယ်။ဒါကြောင့်ယခုနေ့စပြီးတော့၎င်းတို့ကိုသူတို့နှစ်ယောက်လုံးကိုလစ်ချင်းပေးနေပါတယ်။သူတို့ကဂျီဂျီဆူပွဲပေါင်း50ခန်းနဲ့နဘန်းပွဲပေါင်း20ခန်းဝရှိပြန်ပြီးဖြစ်တယ်။နောက်တစ်ဆင့်အနေနဲ့၎င်းတို့က kiss boxing ပွဲကိုစံသရှိပြန်မှာဖြစ်တယ်။အားလုံးအတွက်နောက်ဆုံးစကားပြောချင်တာကတော့ တောက်ခံမှုတွေအတွက်ကျေစုတင်ပါတယ်ဘဝမှာတက်လမ်းမှုနဲ့ကြာဆင်းမှုတွေရှိတတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာဆက်လက်ဆစ်ဆက်သွားမှာဖြစ်တယ်မနေ့တနေ့ကအာသာဂျုံဆိုတဲ့ပုဂ္ဂိုလ်အသက်39နှစ်နဲ့ကွယ်ဆုံသွားကွယ်လွန်သွားတယ်လို့ကျွန်တော်ကြားသိခဲ့ရတယ်ကျွန်တော်ဟာအခုအသက်40ရှိပြီကျွန်တော်ချင်းမြနိုးရတဲ့အရာကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တယ်ဘဝဟာလက်တော်ခတ်တယ်လို့လင်းမြစွာအဆုံးသတ်နိုင်တယ်အဲဒါကြောင့်တင်မြနိုးတဲ့အရာကိုလှုပ်ဆောင်ပါ ဤကဘာပေါ်မှာအလင်းတစ်ခုဖြစ်ပါစေကျွန်တော်တို့အတွက်ဆိုရင်ကျွန်တော်ရဲ့အကြီးမားဆုံးလှုပ်ဆောင်မှုဖြစ်တဲ့ယေရှုခရစ်ထံကိုဂုဏ်ပြုမှုတွေပေးလိုပါတယ်အားလုံးကိုအလွန်လေးစားပါတယ်ဒန်နီယယ်ဒန်နရီဆိုင်ပုခု Hall of Fame နဲ့ဒေါ်လာ9000စုကြည်အတွက်ကျေးဇူးတင်ပါတယ်တူချုံမှာအားလုံးနဲ့ပြန်လည်တွေ့ဆုံကြမှာဖြစ်တယ် Hall of Fame ဂုဏ်ယူမှုအတွက်အလွန်ထိုက်တန်ပါတယ်ကျေးဇူးတင်ပါတယ် ဒီနေရာမှာပရိသတ်ကြီးကိုကျွန်တော်ရှင်းပြခြင်းနဲ့အရာတစ်ခုရှိပါတယ် Hall of Fame ဆိုတဲ့စကားစုဖြစ်တယ်အဲ့ဒီကဟာတခုခုတော့နာမည်မှာကြီးကျယ်တဲ့အောင်မြင်မှုတွေရရှိခဲ့သူတွေဒါမှမဟုတ်ထူးချွန်တဲ့ပံ့ပိုးမှုတွေပြုလုပ်ခဲ့သူတွေကိုဂုဏ်ပြုတဲ့နေရာဒါမှမဟုတ်အုပ်စုတစုကိုဆလိုခြင်းဖြစ်တယ်။ဤရတော့ဂျိုးရှင်းနဲ့ရှင်းပြချက်တခုကိုကျွန်တော်ပြောပြခြင်းပါတယ်။စကလုံးအရ Hall of Fame ဟာနာမည်ကျော်ကြားသူတွေရဲ့အမည်တွေဓာတ်ပုံတွေဒါမှမဟုတ် စုတစိတ်တွေကိုပြသထားတဲ့အမှန်တကယ်အဆောက်အုံဒါမှမဟုတ်ပြတဲ့တစ်ခုလည်းဖြစ်နိုင်ပါတယ်။ဥပမာအနေနဲ့အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Baseball Hall of Fame ဟာတမိုင်းတစ်လျှောက်အကြီးကျယ်ဆုံး Baseball ကစားသမားတွေကိုဂုဏ်ပြုတဲ့နေရာဖြစ်တယ်။၎င်းကိုပုံဆောင်နေတဲ့လည်းသုံးနိုင်ပါတယ်။ဥပမာအနေနဲ့အကယ်၍သင်ဟာ Oscar ဆုကို၃ချိန်ရရှိခဲ့မှဆိုရင်သင်ဟာ Hollywood ရဲ့ Hall of Fame မှာပါဝင်ထိုက်တူတူဖြစ်တယ်။အဲ့ဒါကြောင့်နောက်ထပ် ယူရှင်တဲ့စကားလုံးနဲ့ပြောမှဆိုရင်တော့ Hall of Fame ဆိုတဲ့စကားကသူတို့ရဲ့နယ်ပယ်မှာအလေးစားခံရဆုံးအထူးချွန်ဆုံးဒါမှမဟုတ်အအောင်မြင်ဆုံးသူတွေအတွက်အထူးနေရာကိုဆိုလိုခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်